procrastination နဲ့ ADHD အကြောင်းလေးကိုဒီနေ့ခေါင်းစဉ်တက်ပြီးပြောချင်တယ်အခုကအရန်ဘောနော် ADHD ဆိုတဲ့စကားလုံးကခက်စားလာတယ် ADHD ဆိုတာဘာလဲဆိုတော့ attention ကိုကိုကတနေရာထဲမှာ attention span ကိုသိချာမပေးနိုင်တာလည်းဖြစ်နိုင်သလိုတချို့နေရာတွေမှာဆို attention span ရက်လို့မရဘူးပေါ့နော်ဥမာဖုန်းဆိုရင်ရက်လို့မရတာဒါမှမဟုတ်လေချို့ဆိုရင်လည်းတနေရာရာပေါ့နော်ဒီ attention span ကိုပေးလိုက်ပြီဆိုရက်မရလည်းရှိသလိုခါလေရောက်ရင် attention ကိုလုံးဝရက်ပေးလို့မရတဲ့အခြေအနေပေါ့ဒီ attention နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ own self က control လုပ်လို့မရတဲ့အခြေအနေပေါ့အဲ့တော့ဒါ ADHD ကဒီတက်ပို့ပြီးတော့ဟို detail သွားပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုရင်တော့အထက်တော့အများကြီးပို့ပြီးတော့ညာတယ်ပြီးတော့တချို့ကြတာကလေးမှမြင်တတ်တဲ့တွေ့ရတဲ့လက္ခဏာလို့ပြောတတ်ကြရပေါ့အဲ့တော့ procrastination နဲ့ပါလိုမျိုးသွားပြီးဆက်ဆက်ကြလဲဆိုတော့တခါလေကျရင် procrastination ကတချို့သူရဲ့ habit ဖြစ်နေကြတယ်အဲ့ခါမှာကိုယ့်ဟာကိုယ် ADHD ဖြစ်ပြီးထင်တာ ADHD syndrome ကလည်းဒီလိုမျိုးဖြစ်တဲ့ ADHD ဖြစ်နေတဲ့သူတွေမှာအဲ့လို procrastinate ဖြစ်နေတာသူမဟုတ်ကိုယ့် attention တိတ်ရှာမပေးနိုင်တဲ့ခါမှာကိုယ်ဟာတခုခုလုပ်မယ်ဆိုရင် focus မပြတ်တာပေါ့အဲ့တော့အဲ့လက္ခဏာမှာသွားပြီးတော့မြင်ရပေမဲ့ကိုယ့်ဟာ ADHD ဖြစ်နေတာတော့မဟုတ်ဘူး ဖြစ်နေရင်လည်းကိုကဘယ်လိုပုံစံနဲ့ပေါ့တခုလုံးပြောက်အောင်မဝင်တော့မှအတူတကွရှင်တွဲနေထိုင်ရမလဲဆိုရင်နီးလန်းနေလေခုခက်ကတကယ်တမ်းရှိနေကြပြီပေါ့အဓိကတော့ဘာလဲဆိုတော့ဓာတ်တွေကိုကိုကပုံသေးမတွက်လိုက်ဖို့ဒီနေ့ဗီဒီယိုကပြောချင်တာအဲ့တော့တခုထပ်ပြီးတော့တွေ့ရမှာလေ procrastination mind လေးကိုသွားအောင်လူတွေတော်များ procrastination နဲ့ပတ်သက်လို့ရှင်ဘာဖြစ်လဲဆိုတော့ဟာငါကတော့လုံးဝ procrastination ကိုဟိုအများရန်အချိန်ဆွဲနေရပေါ့ procrastination ဆိုတာအဲ့တော့အရင်အချိန်ဆွဲတဲ့အခါမှာငါကတော့ဘယ်လိုမျိုးကိုကကိုဟိုကင်တွေ့ရမလဲမသိတော့ဘူးပေါ့အဲ့ခါမှာဆိုရင်ဘာပြောချင်စောအချိန်ရန်ဆွဲတယ်ဆိုတာလူတိုင်းက ချိန်ဆွဲတတ်တယ်ဒါပေမဲ့အဲ့ဒါနဲ့ addiction နဲ့မတူဘူးကိုကအဲ့အချိန်ဆွဲတာကို habit တစ်ခုလိုမျိုးနှစ်နဲ့ချီပြီးတော့ဖြစ်နေပြီဆိုလို့ရှင်တော့အရင်က procrastination လုပ်နေတဲ့ဥစ္စာလုံးဝကိုကိုရဲ့ဟိုဘာလုပ်လို့ကိုဖြစ်နေပြီပေါ့အဲ့တော့အဲ့လိုမျိုးဆိုလို့ရှင်တော့ဘာဖြစ်လဲဆိုတော့လေကိုရဲ့တနေ့တာပုံမှန်လုံရုပ်လုပ်စဉ်အလုပ်လေးမှာမစပြီးတော့ထိခိုက်လာတယ်အဲ့ခါမှာဘယ်လိုပြန်သွားရလဲဆိုတော့စုရတော့ပေါ့နော်ဒါကိုအရင်ဘဝပုံစံ traditional way ကိုပြန်သွားတယ် traditional way ဆိုတာဘာလဲဆိုတော့စုရ social media တွေဖုန်းတွေမရှိခင်တုန်းကဆိုရင်လူတွေကအများကြီးအခုလောက်တိုးတက်ချင်မှတိုးတက်မယ်ဒါပေမဲ့ပ ိုပျော်ရတယ်ပိုပြီးတော့ focus ဖြစ်တယ်ပြီးတော့ကိုလှုပ်ချင်တာဆိုရင်ဇွဲနဲ့မြင်းနဲ့လှုပ်နိုင်ကြတယ်အခုခေတ်လိုမျိုးတနေ့တစ်မျိုးအမျိုးမျိုးတင်နာတွေများချင်မှများမယ်ဒါပေမဲ့သူတို့မှသူတို့ဓာတ်တည်ရဓာတ်လှုပ်တယ်ဆိုပြီးဓာတ်ဖြစ်တယ်ဆိုတဲ့ပုံကပုံစံရှိအခုကျတော့တိတာတွေများပြီးတော့လှုပ်တာတွေနည်းလာတယ်ပေါ့အဲ့တော့စုကဘယ်လိုသွားလဲဆိုတော့အရင်ဘဝပုံစံဆိုတာစုအတက်နိုင်ဆုံးအဲ့ဒီအခုခေတ်မှာဖြစ်နေရဲ့အနောက်ရှက်တွေအကုန်လုံးဖယ်ရှားလိုက်တာလှုပ်တယ်ဥပမာအဓိကတော့ဖုန်းပေါ့ဖုန်းဆိုရင်စုဆိုလို့ရှိရင်စုစပြီးတော့ဒီ procrastinate တွေဖြစ်လာခဲ့တယ်ပြီးတော့ attention ကောင်းမပေးနိုင်တော့တာဖုန်းကိုတေးချာချာစပြီး ြီးသုံးတဲ့အချိန်ကနေစဖြစ်တာပဲအဲ့တော့စုကဘာလုပ်လဲဆိုတော့အပြင်သွားလို့ရှိရင်စုမှာ route တစ်ခုရှိရယ်သူများနဲ့စကားပြောနေရယ်ပြီးတော့အပြင်သွားရယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးဓပုံတော့နောက်ပိုင်းမရိုက်ဖြစ်ဘူးရိုက်လို့ရှိရင်လည်းလုံအောင်ဓပုံရိုက်မယ်ဓပုံရိုက်ဖို့အတွက်ကိုသူငယ်ချင်းခဏနေငါရိုက်မယ်ဆိုရင်အဲ့ချိန်မှာလုံအောင်ရိုက်တယ်ပြီးလို့ရှိရင်အဲ့နေရာမှာဖုန်းကိုထားတာမျိုးပြီးတော့ညအဲ့ဖုန်းလုံးဝမရှိတာမျိုးညအဲ့ဖုန်းရှူတဲ့အခါမှာလေစုရဲ့ဒီ chronic stress ပေါ့နော်အရန်ကိုအဲ့ဒီလိုဇက်ကြောတွေပါတက်လာတဲ့ stress ကြီးอ่ะအဲ့ညအဲ့ရင်ပုံမှန်ဖုန်းထားတဲ့ဘေးမှာဖုန်းထားခြင်းဟာတိတိတသားကိုဖြစ်တယ်အဲ့တော့အဲ့လိုမျိုးကိုယ့်အကိုဖြတ်တာမျိုးလူရ ဲတယောက်တယောက်ကတော့ဖြတ်ပုံချင်းမတူဘူးပေါ့နော်ဆိုကတော့အဲ့လိုပုံစံကိုဖြတ်ကိုဖြတ်တယ်ပြီးပြင်တခြားသောဟို distraction တွေရှိနိုင်တယ်ပေါ့နော်ချို့ဆိုရင် TV ကိုအရှမ်းကြီးကိုကြည်လုံးတာအချိန်အကြာကြီးကြည်တာအဲဒါမှမဟုတ် short videos တွေပေါ့ဖုန်းထဲမှာမဟုတ်ဘူးလေကို website မှာဒီ laptop နဲ့ပဲစလိုက်ကြည်နေရတော့လောက်အောင်မြို့မြို့ဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီလိုမျိုး list ကိုခြာရေးလိုက်အဲ့ list ကိုခြာရေးပြီးသွားရင်လူကမနိုင်ခန္ဓာကိုယ်နဲ့အဝေးယူတာဆုလိုမျိုးပေါ့ physical နဲ့အဝေးယူထားတာမျိုးဒါမှမဟုတ်လို့ရှင် digital tools တွေနဲ့ကိုယ့်အကူပေးတာဒါပေမဲ့စုထွက်ကလေးအဲ digital timeline တွေနဲ့ဒီ time တွေပေးတဲ့ဥစားတိတ်တော့အလုံးမဖြစ် ပြောင်းတက်တော့မတူဘူးပေါ့နော်နောက်တစ်ခုကကျတော့ဘာဖြစ်လဲဆိုအဲ့ချိန်မှာဆိုရင်လူကအဲ့ဒါကိုမရှိရဲ့အခါမှာဆိုရင်ဒီတိုင်းအဲ့လိုကောက်ခိုင်ငင်ခိုင်းနဲ့အုံတော့ကဘာလုပ်ရမလဲမသိတော့တာဖြစ်တယ်အဲ့ခါဆိုလို့ရှင်စုကကျတော့နောက်ထပ်အသက်တစ်ခုကိုလုပ်တယ်အသက်ဆိုတာဘာလဲဆိုတော့စုကတာတင်းတီးတယ်ဓာမုံစာဖတ်ရင်ဖတ်တယ်စာအုပ်စာအုပ်နဲ့ဖတ်ရင်ဖတ်တယ်ဓာမုံစုမှာအိုင်ဖတ်ရှိအဲ့အိုင်ဖတ်ကလုံးဝလုံးဝဆိုရှယ်မီဒီယာကိုစုမထည့်တဲ့အိုင်ဖတ်အဲ့မှာပကြီးဆွဲလို့ရတယ်စုပကြီးစီဆွဲတယ်ပြီးတော့စာဖတ်တဲ့ဥစ္စာကိုစုလုပ်တယ်စာရည်တော့မှနောက်ပိုင်းကျတော့ AI နဲ့အများကြီးရှိရဲ့ခါမှာ note တွေကို AI နဲ့ထုတ်ရင်ထုတ်ခိုင်းတယ်ဒါပေမဲ့ ဲ့အစ်စာဖတ်တဲ့အကျင့်ကိုပျောက်သွားမှာဆိုလို့ဆိုပြီးတော့ဒီခေါင်းစဉ်ဘာမှမဖတ်နိုင်တော့ခေါင်းစဉ်နေပြီးတော့မင်းဥစ္စာတွေကိုဒီလိုတစ်ခါတည်းချစ်လိုက်တယ်အဲ့ဒါကြီးချစ်ပြီးတော့ note ကို AI နဲ့ပြန်ပြီးထုတ်ကန်လိုက်ရတယ်ငါရဲ့ highlight တွေအကုန်လုံး note ထုတ်ပါဆိုဒါတော့ another tip ပါဆိုရဲ့စာဖတ်တဲ့ပုံအဲ့တော့အဲ့လိုပုံစံတွေကိုလုတ်ခိုင်းတယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့အဲ့ procrastination ကတချို့ကြတော့ဟုတ်တယ်မဆုပြောသလိုဖုန်းတွေကိုမကြည့်ဘဲနေတယ်ဒါပေမဲ့မနေနိုင်ဘာလို့လဲဆိုအဲ့ဂျားထဲမှာလောက်ရမယ့်အလုပ်တစ်ခုမရှိလို့အဲ့ဂျားထဲမှာကြိုက်တာလို့စုဟာတခါလေးက walkie talkie ရိုက်တယ်အဲမတူဘူးပေါ့နော်အဲ့ဆိုဖုန်းကြည့်ပြီးမယ် screen တစ်ခုကြည့်ရပဲဆိုလောကမတူဘူး းစုဝကီတိုကီဆိုရှင်သိကြလိမ့်မယ်စုဝပါလဲဆိုလုံးဝဟိုလူနှစ်ယောက်စကားပြောသလိုပဲလုံးဝအဲ့လိုအချိန်ပြောတာဆိုတော့အဲ့တော့တယောက်တယောက်ကအဓိကပါဆိုတနေ့ရောက် attention ပေးလို့ရတဲ့ဥစ္စာလို့ဒါမှမဟုတ် vlog ရိုက်တယ်စုရဲ့ဒါနောက်ထပ်ဝါသနာတစ်ခုပေါ့အဲ့တော့ပြောချင်တာ form ကြည့်ချင်မှာတစ်ခုခုဝါသနာပါတစ်ခုခုအစားထိုးတာလို့နောက်ကလေ dopamine detox လို့ dopamine detox ကလေအဲ့ဒါကပေါ့နော်စုကတော့အကြောင်းကံအတိုင်းဖြစ်သွားတာပေါ့နော်စု dopamine detox ကိုတနေ့လောက်လုပ်လိုက်ရတယ်အဲ့ဒါတကယ်တော့ဘာလဲဆိုတော့ကိုလှုပ်ချင်လို့လို့မဟုတ်ကိုရဲ့မြို့ပြောင်းလိုက်တာမြို့ပြောင်းတဲ့ခါမှာစုအများကြီးပြောပါတယ်စု ုပြောင်းလိုက်တယ်မျိုးကဘယ်သူမှမရှိဘူးဘာမှမရှိဘူးလှုပ်เสียရလဲဖုန်းရှိတယ်ပြီးတော့ channel ဥစ္စာကိုကြိုက်တဲ့ကွက်ကိုလှုပ်ပဲအဲ့တော့စုကအဲ့အိမ်မှာတနက်လုံးလုံးအိမ်ထဲမှာနေပြီးတော့ဘာမှမလုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဖုန်းကြီးမဲ့စတိုက်လဲစုအမင်းကိုမကြည့်ပြအောင်နေတယ်အဲ့ခါမှာဘာလို့လဲဆိုတော့ guitar တီးရယ်ပြီးတော့ book summary လှုပ်ဖြစ်တယ်အဲ့ဒါနဲ့စုစပြီးတော့ဒီ curious insider ဆိုရယ်စုရယ်ကလောင်နာမည်လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ဒီ dopamine detox ဆိုရင်နေမှာစုအနေနဲ့အရင်တော့ detox တွေကကြတော့အပြင်သွားတာပါညာပေါ့နောက်ကြတော့ဖုန်းတစ်ခုတည်းရမှရှိတယ်ဒါပေမဲ့ဖုန်းကိုဘာဖြစ်တဲ့အခါမှာစုအတွက်ကဒီ ဖမင်းနေရဘယ်နေရာမှမရတော့တဲ့အခြေအနေဖြစ်သွားတယ်။အဲ့ခါမှာတကယ်ကိုလေ procrastination ကတခြားအဲ့ dopamine ကတော့ပြပြအောင်မယ်နော်။အကုန်လုံးဖြတ်တဲ့ခါမှာတစ်ခုခုကို habit ကောင်းတဲ့ dopamine ကိုကောင်းတဲ့နေရာ dopamine ကိုမယူထားလို့ရှိရင်အဲ့အရင် old habit ကိုပြန်သွားတယ်။အဲ့အရာကြောင့်မလို့သူကအဲ့အချိန်မှာစာအုပ်ဖတ်တယ်ဆိုတာကိုအစားထိုးလိုက်တဲ့ခါမှာစာအုပ်ဖတ်တယ်ပြီးတော့လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်နှစ်ခုကိုအစားထိုးတဲ့ခါမှာနှစ်ခုပဲအများစားကြီးလဲဘာမှအစားမထိုးဥမာညဘက်သေးချာအိတ်တာရောဟိုအစားတောက်တွေစင်ကျင်တာရောဟိုမနက်အစောကြီးထားတာဒါကြီးဘာမှမလုပ်ဘူး။အဲ့နှစ်ခုလေးပဲလုပ်တဲ့ဥစားဘဝ changes မှာအများကြီးပါသွားတယ်။ နံပါတ်3နံပါတ်3က meditation စုမနိုင်မြတ်မယ်စု meditation ကိုအများကြီးမလုပ်နိုင်ဘူးဒါပေမဲ့စု meditation ဆိုပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဘုရားဘာသာဤတိုင်းမလုပ်ပေမဲ့ body scan ဆိုပြီးတော့လေဒီ focus မှာပဲဖြစ်စီပေါ့နော်ဒီခြေပြားလေးကနေပြီးတော့စပြီးတော့စိတ်ထဲကိုဟိုအာယုံစိုက်တယ်အဲ့ကနေပြီးတော့တပြေးခန္ဓာကိုယ်ပေါ်တက်လာတဲ့အုံနောက်နာအထီကိုလုပ်တယ်အဲ့လိုဒီခြေပြားကနေခေါင်းအထီကိုတနေ့ကိုတစ်ခေါက်လုပ်တယ်ပြောချင်တာအများကြီးလုပ်တာမဟုတ်ဘူး3နာရီဟို3နာရီတော့မပေါင်းမိနစ်30တောင်လုပ်တာမဟုတ်ဘူးပေါ့နော်ပြောချင်တာအဲ့လိုလေးပဲတစ်ချိန်လောက်လုပ်တယ်ဒါပေမဲ့အဲ့အချိန်လုပ်ပြီးသွားရင်အိပ်ပျော်သွားအဲ့ ခါမှာအိတ်ပြီးလို့ထလာတဲ့အခါမှာဖြစ်တဲ့ခံစားချက်နဲ့ပုံမှန်ဒီတိုင်းအဲ့လိုအတွေးတွေမပိတ်လိုက်ပဲရှတ်ဒေါင်းမလုပ်ပဲအိတ်တဲ့အခါမှာဖြစ်တဲ့ stress ပေါ့နော်ဒီ mood လင်းလာလို့ရှင် no ထားတဲ့အခါမှာဖြစ်တဲ့စိတ်နဲ့လုံးဝမတူဘူးအဲ့တော့ကဒါကတော့စုရဲ့ procrastination ကိုတကယ်ကိုထိရောက်တဲ့အရာတွေဖြစ်ပါတယ် procrastination ကိုနောက်တစ်ခုက ADHD လိုမျိုး symptom တွေတွေ့တဲ့အခါမှာ attention ကိုဘယ်လိုပြန်ယူလဲပေါ့ကိုယ့်ရဲ့ focus ကိုဘယ်လိုယူလဲဆိုတဲ့အချက်ဖြစ်တယ်ပြန်ပြီး summarize လုပ်ပေးမယ်၃ချက်ဖြစ်တယ်တစ်ချက်ကကိုယ့်ရဲ့အဲ့အနောက်ရှက်ဖြစ်နေတဲ့အရာတွေအကုန်လုံးကိုကိုယ့်ဟာကိုမှတ်လိုက်တယ်ဘာတွေဖြစ်နေမလဲအဲ့အရာတွေကိုကိုယ်ကလက်နဲ့ကို ကကို control လုပ်နိုင်အဝေးထားလိုက်တာသို့မဟုတ်ဆက်နဲ့ပြောင်းလိုက်တာမျိုးကိုလုပ်တယ်။ဥပမာကွာကိုက coffee ပဲထိုင်တောက်နေမိရဆိုရင်ကို့အနေနဲ့ coffee ကိုစုစားထိုးလိုက်တယ်။အဲ့ဒါစု matcha စားထိုးတယ်။ဒါလည်း coffee ရဲ့ကြောင့်စုရဲ့ gut နဲ့အမျိုးသမီးဆိုအမျိုးသမီးယောဂါနဲ့တိတ်မတဲလို့ပေါ့နော်။အဲ့တော့စုကစသည်ဖြင့်စားထိုးတာတစ်ခုလုပ်တယ်ဒါမှမဟုတ်အဝေးကိုထားတာမျိုးကိုလုပ်တယ်။နောက်တစ်ခုကကျတော့ dopamine detox လုပ်တယ်။ dopamine ကို detox လုပ်တယ်ဆိုတဲ့အခါမှာ cheap dopamine ဖြစ်တဲ့ဟိုပေါ့ marijuana ပြီးတော့စု marijuana အရင်ကြိုက်တာဟိုအဲ့တော့ legal ဆိုအရင်လုပ်တယ်။အဲ့တော့အဲ့ဒီ ဆာဆိုရင်စုံ၃နှစ်လောက်ကိုစတိုက်ကိုကိုယ့်ကိုမတိမသားနဲ့ပေါ့နော်ချက်နိုင်လားဆိုအဖို့ဆွဲနေရမှမဟုတ်တာဆိုပြီးတော့ဒါပေမဲ့တကယ်တမ်းဟိုတပတ်လုံးလုံးမှာမလုတ်တဲ့အပတ်ကမရှိတာ၃နှစ်လောက်ရှိသွားတဲ့အခါမှာကိုယ့်ကိုဒါတော့မဟုတ်တော့ဘူးဆိုပြီးတော့ဖြတ်တယ်အဲ့ဖြတ်တဲ့အခါမှာဆိုလို့ရှင်အကစားနဲ့ပါဝင်ဖြတ်တယ်စာဖတ်တယ်အဲ့တော့ပထမဆုံးမှာတော့ကျင်းရတယ်ပထမဒိုဖမင်းလောက်မထိရဘူးဒါပေမဲ့သူကအဓိကတော့အုံနောက်ရဲ့ neuron လေးကြီးပေါ့နော်သူကပုံမှန်ပုံမှန်လုံးရင်လုံးရင်သူကအဲ့ဒီ expensive dopamine တွေကိုလေကိုယ်ကစိုက်နေတက်လာလိမ့်မယ်နောက်ဆိုလို့ရှင်ပို့ပြီးတော့မှကိုယ့်ဟာကိုဟိုဘာဖြောက်သွားလိမ့်မလဲဆို တော့ဒီလို cheap dopamine တွေမလိုဘဲနဲ့ပုံမှန်ဆိုပြောတာမျိုးရှိလာနိုင်မယ်အရင်တော့ဆိုဘာလေးတော့ရင်တောက်မှပြောတယ်အခုဆိုရင်တောက်တော့မတောက်တော့ပြောတယ်အရက်ကိုမတောက်ချင်တာအဲ့တော့အဲ့ဒါဘာလဲဆိုတော့ good dopamine တွေကိုကိုစပြီးတော့မှီဝဲတဲ့အခါမှာကိုဖြစ်တတ်တဲ့အရာဒါကြောင့်မှန်ကန်တဲ့ dopamine ကိုသုံးဆွဲခြင်းအဖြစ်သို့မဟုတ်မှားယွင်းတဲ့ dopamine ကို detox လုပ်ခြင်းအဖြစ်နဲ့လုပ်တယ်ဒါနမတ်နဲ့နမတ်၃ကကြတော့ meditation meditation ကိုအများကြီးလုပ်နိုင် body scanning meditation လောက်ကိုလုပ်တာမျိုးလုပ်အများကြီးမဝင်တော့မှအဲ့၃ချက်လေးကိုကိုကိုပုံမှန်လုပ်ခြင်းအဖြစ်နဲ့ procrastination နဲ့ကိုယ့်ရဲ့ ADHD syndrome ော်ဖြစ်နေရဆိုလို့ရှိရင်အ ਨੇ ဆုံးတက်တာရာမျိုးကိုတွေ့ရမယ်လို့ဆိုပြောချင်ပါတယ်ဆိုတော့ကကိုအပ်လို့ပုံစံနဲ့အချိန်ဆွေးနေရတဲ့ရက်တက်လေးရှိလဲဆိုတာ comment လေးမှာမျှဝေလို့ရှင်တော့အားလုံးလည်းအတူတကွအသိပညာတွေမျှဝေပြီးသားဖြစ်ပါတော့မျှဝေပြီးပါအောင်အစဉ်ပြေသားရဲ့နေ့လေးဖြစ်ပါစေရှင်တတ်တာ